ရေစုမြို့နယ်တွင်စစ်ကား၂စင်းကိုကြားတက်တိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်မှတေဆုံးမှုများပြားကြောင်းတီးရပါတယ်။မကွေတိုင်းရေစုမြို့နယ်ကြောက်လေကားဂိတ်နဲ့ပန်းတိုင်းချုံစစ်တပ်ကကြားစစ်ကား၂စင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၈ဦးတေဆုံးခဲ့ကြောင်း Southern YSO PDF တာဝန်ခံကပြောပါတယ်။နိုဘာလ၁၆ရက်ညနေ၅နာရီခန့်ကရေစုမြို့နယ်ကြောက်လေကားဂိတ်မှဘုကူမြုံနယ်ပန်းတိုင်းချုံဂိတ်တို့ပြည်သူကားများချောဆွဲပြီးလိုက်ပါလာသည့်ကားငါးစင်းရနဲ့နောက်ဆုံးကားတစ်စင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကအပိုင်ပြစ်ခတ်တိုက်ခြေမုံးခဲ့ရာကားပေါ်ပါစစ်သား18ဦးတေဆုံးခဲ့ကြောင်းတေဆုံးစစ်သားများနဲ့ပန်းတိုင်းကြုံကိတ်တို့ရောက်ရှိသွားသောစစ်သားများကိုည8နာရီအချိန်တွင်ဗိုလ်ကူမြို့မှကားဆယ်စင်းဖြင့်လာရောက်တည်ဆောင်သွားကြောင်းသိရှိရပါသည်။ယေရှုကလည်းဗိုလ်ကူနယ်ဆက်လောက်အထိစစ်ကြောင်းလာတာနှစ်ရက်လောက်လမ်းလျှောက်လာတာပေါ့။ကြောက်လီကားကိတ်ကိုရောက်တော့ပြည်သူတွေရဲ့ကားတွေကိုချော်ဆွဲပြီးတော့ပန်းတိုင်းကြုံကိတ်ကိုသွားတာ။ကားငါးစင်းပေါ့တစ်စင်းကို20ဝန်းကျင်လောက်ပါတယ်။ပရမတစင်း ဒုတိယတစ်စင်းတတိယတစ်စင်းကိုလှုပ်ပေးလိုက်တယ်။စရုတ်ကားကလည်းကားပေါ်မှာပြည်သူတွေပါတယ်ဆိုလို့ RPG နဲ့မထူပဲလှုပ်ပေးလိုက်တာ။နောက်ဆုံးတစ်စင်းကျမှကောက်စားလိုက်တဲ့သဘောဖြစ်သွားတာပေါ့။ကားပေါ်ပါတဲ့စစ်ခွေးကတော့အကုန်သေးတယ်။လက်နဲ့မရတာပဲရှိကြ။ကျွန်တော်တို့ကလည်းပြည်သူကိုညှာလိုက်တာ။အဲဒီပြည်သူကကားကိုဂိတ်အထိဒုံပေါင်းသွားတော့လက်နဲ့မရလိုက်တာ။အဲဒီကားတစ်စင်းကကားသမားပြည်သူတယောက်ပဲရှင့်တယ်ဟု Southern Wire ဆို PDF တောင်းခံကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Southern Yezhou Local တပ်ပေါင်းစုကဖွဲ့ဝင်များဖြစ်ကြသော Southern YSOPDF, Yezhou Revolution Group YRG, Down Yinao PKU PDF, Pidu Aman PDF, King Cobra, Down City PDF နဲ့ Down Twin PDF အဖွဲ့တို့ပူးပေါင်းပါတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဗီဒူကာကွယ်တပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်နိုဘာလ15ရက်နေ့နက်နက်9:00ခန့်က Yezhou မြို့အခြေစိုက်ခါလာယ26 နှင့်59နှင့်58တရင်တို့မှအင်အား130ဖြင့်ခြေလင်းထွက်လာခဲ့ကြခြင်းဖြစ်ပြီးရင်းကြနေပိုင်းတွင်ပခန်းကြီးမြို့၌ညာအိတ်ခဲ့ကြောင်းပခန်းကြီးမြို့မှနိုဘာလ16ရက်နနက်9:00ခန့်တွင်ခြေချင်းဆက်ထွက်လာရာညနေ4:00ခန့်တွင်ကြောက်လီကားဂိတ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ American Power နိုင်ငံတကာကစောင့်ရနေသည့်ကြားဖြတ်နေနေရေးလုံခြုံရေးကိုပူးပေါင်းစောင့်ရရန်အသင့်ရှိနေပြီ။ကရင်ပြည်နယ်အခြားနေရာနှစ်ခုတို့ငွေကြေးလိမ်လည်စင်တာများပြောင်းရွှေ့နေမှုအထူးသတိစားစောင့်ကြည့်နေကြောင်း UNG ကပြောပါတယ်။ မရိကန်ပါဝင်နိုင်ငံတကာကဆောင်ရွက်နေသည့်ကြားဖြတ်နေနေရေးလုံငန်းများကိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကထုတ်ဖော်ပြောဆိုပါတယ်။ NUG ကထုတ်ပြန်လိုက်သည့်ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းစီစဉ်19မြင်းဆောင်2025တွင်၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အချမ်းပဲစစ်တပ်ကအာနာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေချောင်းဆောင်တပ်များရာဇဝတ်လုံငန်းများကို အာနာဒင်းစစ်တပ်၏ကာကွယ်ဖြင့်ကြံလေလုကင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအတက်တဲများ၏အဓိကတရားခါမှာအကြမ်းဖက်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ဘာလိင်ရဲ့မှုများကိုနှိမ်နင်းရန်ကြိုးစားလာသောကြောင့်စစ်တပ်က KK ဖတ်ခဲ့သောငွေကြေးလိမ်လည်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီးအရင်ပြည်နယ်၏အခြားနေရာနှခုသို့ပြောင်းရွှေ့ကာငွေကြေးလိမ်လည်စင်တာများပြန်လည်လဲပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးတရားစောင့်ကြည့်လျက်ရှိကြောင်းဦးနေဘုံလက်ကပြောပါရယ်။ရင်းပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေရကန်ပါဝင်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတာအသိရှိနေကြောင်း NGO တွေဖြင့်စိုက်ဘာလိင်လည်မှုပြဿနာများကိုကိုင်ရဖြေရှင်းရန်နိုင်ငံတကာကိုဖိတ်ခေါ်လိုကြောင်း၎င်းကပြောပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိဒိန်လေခိုင်ဆောင်များကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်တာမေရကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီးစိုက်ဘာလိင်လည်မှုလုပ်ငန်းတွေကိုနှိမ်နင်းဖို့ဆောင်ရွက်တာရာဇဝတ်ဖွဲ့စည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်းစီဖို့အတွက် ဘန်ဒာရေးဌာနကကြေညာခဲ့တာစတဲ့လှုပ်ဆောင်မှုတွေပေါင်းဝင်အိန္ဒိယနိုင်ငံတွေဒေသရင်းနိုင်ငံတွေနဲ့နိုင်ငံတကာဖွဲ့စည်းတွေအားလုံးရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုကျေးဇူးတင်အတိအမှတ်ပြုပါတယ်။ဒီလှုပ်ဆောင်မှုတွေပေါ်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ဆက်ဖြတ်ကြော်မှုခင်တက်ချေးလုံငါဖွဲ့အနေနဲ့ဒိုင်းသားဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညီနိုင်ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအထောက်အကူပေးသွားမှာဖြစ်ကြောင်းအထူးအလေးပေးပြောကြားလိုပါတယ်။ cyber လိမ်လည်မှုလုံငါပြည်ထနာတွေကိုကံတွေဖြည့်ရှင်းဖို့အတွက် ကျွန်တော်အစိုးရလက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့ဒိုင်းသားတော်လိုင်းအဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်နှစ်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်လိုပါတယ်ဟုဦးနေဘုံလက်ကပြောပါတယ်မြန်မာနိုင်ငံမှာလူငယ်လူရွယ်များအနေဖြင့်အလုတ်ကန်ခွင်လန်းရှားပါလာခြင်းကြားပြဆိုင်ပါလိမ့်မယ်မှုလုံငါများအလုတ်ကန်တူများခေါ်ယူနေမှုများကို အထူးသတိပြုကြရန် NUG ကသတိပေးပြောဆိုထားပါတယ် ကချင်ပြည်နယ်မိုးရင်းမြို့နယ်နမ်းမမြို့နယ်ပြည်ရဲစခန်းကြီးမှာနိုဘာလ19ရက်မနေ့ပိုင်းကရဲတပ်ဖွဲ့ထိုက်ခိုက်လိုက်ရပြီးနှစ်ဦးသေဆုံးကြောင်းသိရပါတယ်။ရဲစခန်းဘက်ကနေပြစ်ခတ်တံတွေဆူညံသွားပြီးမကြခင်ရဲကားတွေမိုးရင်းဘက်ကိုပြေးတာပဲ။နှစ်ယောက်သေပြီးတယောက်ဒဏ်ရာရတယ်။ရဲစခန်းကိုဝန်စီတာထင်တာလို့ဒေသခံတူကပြောပါတယ်။ပြစ်ခတ်တိုက်ခိုက်မှုဟာမနေ့ရှိနိုင်ခန်းကဖြစ်ခဲ့တာဖြစ်ပါတယ်။ကချင်လူလရဲတပ်မတော် KIA KP တဲ့ပူးပေါင်းတပ်ကရဲစခန်းကိုပြစ်မှတ်ထားပြီးတိုက်ခဲ့တာလို့ဒေသခံတချို့ကပြောပေမဲ့ တိကျတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတည်ရပါတယ်။ဒဏ်ရာရတဲ့တယောက်ကိုမွန်းရင်ဆေးုံမှာကုသနေတယ်လို့တည်ရတယ်။အခုဖြစ်စဉ်ဟာနမယက်စကန်ကရဲတပ်ဖွဲ့ဝင်တွေနှစ်ချိန်မြောက်ပြေကခံရမှုဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ17ရက်ကလည်းနမယက်စကန်ကရဲနှစ်ဦးတရက်နဲ့ပြေကခံရပြီးတည်ဆုံးခဲ့ပါတယ်။နမမျိုးဟာခိုပင်မျိုးနဲ့အတူမွန်းရင်မျိုးနဲ့တဲမှာပါရှိပါတယ်။နိုဘာ၁၇ရက်ကလည်းခိုပင်မြို့အဝင်းမှာစစ်ကောင်စီတပ်နဲ့ရှမ်းပြည်ပူးပေါင်းတပ်ကို KIA KPD ကထိုက်ခဲ့ပါတယ်။ လက်ရှိမှာစစ်ကောင်စီတပ်နဲ့ရှမ်းပြည် SNA ပူးပေါင်းတပ်တွေစစ်ကြောင်းထိုးဖို့ပြင်တယ်လို့တပ်ဖွဲ့တွေဖြစ်ပွားလာနေတယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။ညဦးနယ်မြေတွင်ပြည်သူကိုအနိုင်ကျင့်ငွေညှစ်နေသည့်ကာကွယ်ရေးတပ်အမိခံလက်နက်ကင်များအားပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်းတီးရပါတယ်။မာလေးတိုင်းညဦးနယ်မြေတွင် PDF အမိခံပြီးအရဲသားတွေကို ပြန်ပေးဆွဲငွေတောင်းတာစစ်တေကောက်အနိုင်ကျင့်တာတွေလှုပ်ဆောင်နေတဲ့လက်နက်ကင်ဖွဲ့စည်းတွေကိုထိထိရောက်ရောက်အရေးယူသွားမယ်လို့ညဦးခရိုင်ပြည်သူ့ကာကွယ်ဖွဲ့ကပြောပါတယ်။ ညဦးနယ်မြေတွင်ဧသားတွေကိုခေါင်းဆက်မျိုးတက်ဖမ်းဆီးပြီးပြန်ပေးငွေတောင်းခါနာလက်မပြစက်ကြီးသဘောမျိုးကောက်ခါနာတွေရှိနေပြီးတော်ထိုင်းပုံရိပ်ကြာဆင်းမှုတွေဖြစ်နေတာကြောင့်အခုလိုအရေးကြီးမှဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်အုပ်စုကိုပါဝင်ဧသားတွေကိုလက်နက်ကန်အနှံ့ကျင့်ဗိုလ်ချနေတဲ့အဖွဲ့အစည်းတိုင်းကိုအရေးယူသွားမှာလို့တန်ကြားနိုင်ကြောင်းညဦးခေပကပတာဝန်ရှိသူကပြောပါတယ်အဆိုပါတာဝန်ရှိသူရဲ့ပြောပြချက်အရမကွေးတိုင်းနဲ့မန္တလေးတိုင်းတွင်လှုပ်ရှားနေတဲ့လက်နက်ကန်အဖွဲ့အစည်းတို့က ညာဦးမြုပ်နယ်တွင်ပြန်ပေးဆွဲတာစစ်ကြေးသဘောမျိုးကောက်ခံတာတွေကိုလာရောက်ကျူးလွန်တတ်တယ်လို့တီးရပါတယ်။အဲဒီကလက်နက်ကင်တူချို့ကညာဦးမြုပ်နယ်ထဲမှာပြစ်မှုတွေလာရောက်ကျူးလွန်တယ်။ပြီးရင်ငွေတောင်းတယ်၊ပြီးရင်ပျောက်သွားတယ်၊ဗီဒူလူရဲ့မျက်ရည်တွေတွေးတွေနဲ့ငွေရှာနေကြတာပါ။အဲဒီလိုလုပ်တဲ့သူဘယ်သူကမှဆိုဆရာနာရှင်ထူးမခြားတာအထူးတူပဲမို့အဲလိုမျိုးပဲအရေးယူဆောင်ရွက်မှာပါလို့ညာဦးခရပကဖာတာဝန်ရှိသူကပြောပါတယ်။ ဒီလိုမျိုးအကြမ်းဖက်အနိုင်ကျင့်တဲ့လုပ်ရည်တွေကိုအကြမ်းဖက်စစ်တပ်နဲ့ပြူစောထီးတွေလှုပ်ဆောင်နေကြတာမျိုးရှိတယ်လို့ပြည်သူ့ကာကွယ်တပ် PDF အမိခံပြီးလှုပ်ဆောင်ကြသူတွေလည်းရှိကြောင်းစေအုပ်စုထောက်တိုင်းတွေတမကစီးပွားရေးလုပ်ငန်းရှင်တွေကိုပါပြစ်မှတ်ထားလာကြောင်းသိရှိရပါတယ်။တချို့မှုတွေကစစ်ကောင်မရှင်အတွင်းဝင်တွေကျူးလွန်လာရှိတယ်လို့တချို့ကလည်း PDF အမိခံတော်လှန်ရေးလှုပ်ရှားတွေကလုပ်နေတာပါ။စစ်ကောင်မရှင်တောက်တိုင်းတွေကိုပြစ်မှတ်ထားတာမျိုးမဟုတ်ပဲ ။တာမန်စီးပွဲလုံခြုံရေးတွေရဲ့သားပြည်သူတွေကိုပါဒုက္ခပေးနေတဲ့သူတွေရှိနေလို့အခုလိုသတိပေးစာထုတ်ပြန်ရတာဖြစ်ပါတယ်။အဲလိုလုပ်တဲ့သူတွေအတွက်ပြည်မှုကျွလွန်တဲ့တက်သေးတာရှိနေပါစေ။စစ်ကောင်ရှင်လက်ကသာလွတ်အောင်ပြေးနိုင်ရင်ပြေးနိုင်ပါလိမ့်မယ်။ UNG ရဲ့အစိုးရရဲ့လက်အောက်ကလွတ်အောင်ပြေးဖို့မြေမရှိပါဘူး။ကျွန်တော်အခုကမကွေးခရိုင်ဘုတ်မူခရိုင်ညာဦးခရိုင်တုံးခရိုင်ပူပေါင်းပြီးအရေးယူမှာပါ။အဲ့ဒီကြံရွေကြော်တိုင်းတွေကြော်သွားတယ်သူတို့ပြေးမလို့ပါဘူး။ သူတို့ကျူးလွန်ခဲ့တဲ့အမှုတွေကလည်းဆွေးမသွားပါဘူးလို့ညာဦးခရိုင်ပြည်သူ့ကော်မတီအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဒီလိုမျိုးဖမ်းဆီးအရေးယူမှုကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်ကမော်လီတိုင်းပြည်သူ့ကော်မတီအဖွဲ့နဲ့မကွေးတိုင်းပြည်သူ့ကော်မတီအဖွဲ့တို့ရဲ့ညွန်ကြားမှုနဲ့အတူဗဟုခရိုင်ပြည်သူ့ကော်မတီအဖွဲ့ဘုတ်ကမြုံနယ်ပြည်သူ့ကော်မတီအဖွဲ့မကွေးခရိုင်ပြည်သူ့ကော်မတီအဖွဲ့ကျောင်းမြုံနယ်ပြည်သူ့ကော်မတီအဖွဲ့ညာဦးခရိုင်ပြည်သူ့ကော်မတီအဖွဲ့နဲ့ညာဦးမြုံနယ်ပြည်သူ့ကော်မတီအဖွဲ့တို့ကပူးပေါင်းလို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်ရှင်ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသားများကြိုတင်မဲပေးရန်အဓမ္မစီခိုင်းကမဲပေးကြီးမှကျောင်းဝင်ခွင့်ပြုမည်ဟုအကြက်တိုင်ကြောင်းတည်ရပါတယ်စစ်ကောင်ရှင်အတူရောက်ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသားများကိုသက်ဆိုင်ရာမဲဆန္ဒနယ်တွင်ကြိုတင်မဲပေးရန်စစ်အုပ်စုရွေးကောက်ပွဲကောင်ရှင်ကအဓမ္မဖီယာပေးခိုင်းစီပြီးမဲပေးကြီးမှကျောင်းဝင်ခွင့်ပြုမည်ဖြစ်ကြောင်းတည်ရပါတယ်ကြိုတင်ဆန္ဒမဲပေးပြီးသောတက္ကသိုလ်ကျောင်းသားကိုသာကျောင်းဝင်ခွင့်ပြုမည်ဟုစစ်ကောင်ရှင်လက်အောက်ခံသက်ဆိုင်ရာဝန်ကြီးဌာနအောက်ရှိ ်တက္ကသိုလ်အသီးသီးကထုတ်ပေါ်ပြောကြားကြောင်းတက္ကသိုလ်ကျောင်းသားများထံမှသိရပါတယ်။အခုနှစ်တက္ကသိုလ်တက်မဲ့ကလေးတွေကိုကြိုတင်မဲ့ပေးလာရမယ်လို့ခိုင်းစေတံတွေကြားနေရတယ်။ကြိုတင်မဲ့မပေးဘဲလာရင်ကျောင်းဝင်ခွင့်မပေးဘူးဆိုပြီးတင်ကြားနေတယ်ဟုတက္ကသိုလ်ကျောင်းသားမိဘတူကပြောပါတယ်။တက္ကသိုလ်ကျောင်းသားများအနေဖြင့်မဲဆင်ပါရှိရရက်ွက်သို့မဟုတ်ကြည်ရအုပ်စုကောင်ရှင်ဖွဲ့ခွဲရုံးမူနိုင်ငံသားစစ်စီရေးကကျောင်းဝင်ခွင့်ထောက်ထားပြပြီးကြိုတင်မဲ့ပေးရပြီဖြစ်ကြောင်းဆီယိုဆွေပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ကျောင်းတက်မဲ့သူတွေကို ကြိုတင်မဲ့ပေးခိုင်းနေတယ်မဲပေးတဲ့ရက်ကအကြောင်းဝင်ကျင်ဖြစ်နေတော့မဲပေးရတာကကိုစားတိမှာပဲပေးရမှာဆိုတော့ကျောင်းဝင်ဖွင့်ကင်ကိုစားတိမှာပဲမဲပေးခိုင်းတယ်ဖတ်ပုံတင်တဲ့ကြိုတင်မဲပေးခိုင်းတယ်ရန်ကုန်မှာရှိတဲ့သူဆိုတော့မဲမပေးခိုင်းပါဘူး first voter ကျုပ်ကိုကျောင်းသူတူကပြောပါတယ်စေယုစုက၎င်းတို့အတူရောက်ရွေးကောက်ပွဲအတွက်မဲပေးခွင့်မဆုံးရှုံးရဟုဆိုကမဲဆန္ဒနယ်ပြင်ပရောက်တက္ကသိုလ်ကျောင်းသားများကိုအထမဖိအားပေး၍နိုဘာ၁၉ရက်မှ၂၁ရက်ထိကြိုတင်မဲပေးရမည်ဟုညွှန်ကြားထားကြောင်း ရွေးကောက်ပွဲအဖွဲ့အစည်းထံမှသိရှိရပါတယ်။လက်ရှိတွင်မြိတ်ဗုတ်ပြင်းတင်းသားရီတက်ကိုဟိုပင်အလုံးမောက်မဲပင်းတရကွန်ဟင်းမြို့တို့တွင်တက္ကသိုလ်တယောက်မြင့်တက္ကသိုလ်ကျောင်းသားကျောင်းသူများကြိုတင်ဆန္ဒပြပေးနေကြောင်းစေုပ်စုအာဝသတင်းစာတွင်ဖော်ပြထားပါတယ်။ရဲဘော်ဇနီးကိုခိုးယူပြီးဒဏ္ဍာရီဆောင်ကစစ်ကောင်ရှင်တပ်နဲ့ပူးပေါင်းသွားပြီးထောက်ပို့တအူးကြီးလမ်းပြမှုကြောင့်စစ်ကြောင်းတို့စီးနှင်ခံရကြောင်းသိရပါတယ်။ရေအော်ဒီတိုင်းအင်ကဘူမြို့နယ်ရှိမြေပြင်ထောက်ပို့လုပ်နေသူမှရဲဘော်တအူးကြီးဇနီးကိုခိုးယူကာ လက်နက်နဲ့တကွစစ်ကောင်ရှင်တပ်ထံပူပေါင်းသွားကြောင်းသိရှိရပါတယ်။တော်ဟိုင်းတပ်ဖွဲ့တွင်ပြည်ပြင်ထောက်ဖို့လုပ်နေသည့်အင်ဂူဘူမြုံနယ်မှတော်လေးဆိုသူသည်ပြီးခဲ့သည့်နိုဝင်ဘာ16ရက်နေ့ကစစ်ကောင်ရှင်တပ်၏ခွေးကောက်တပ်တပ်ကငါတို့တွားရောက်ကပူပေါင်းသွားကြောင်းသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။တော်လေးကအင်ဂူဘူမြုံနယ်ကပြည်ပြင်ထောက်ဖို့လုပ်နေတဲ့လူလက်ရှိတင်နန်းတက်နေတဲ့ရဲဘော်တယောက်ရဲ့မိမကိုလည်းခိုးသွားတယ်။ပစ္စတိုတလက်တည်းယူသွားပြီးတပ်တပ်ကငါတွေကိုပူပေါင်းသွားတယ်ဟုအင်ဂူဘူမြုံနယ်ပကပတာဝန်ရှိသူကပြောပါတယ်။ အဆိုပါထွက်ဖို့ဇိုးသူကြီးစစ်ကောင်ရှင်တက်တဲ့ကူအောင်ကမြို့နယ်ပကဖစံကိုလမ်းပြမှုကြောင့်စစ်ကြောင်းထိုးစီးနှင်ခံခဲ့ရသည်ဟုပြောပါတယ်။ထို့ပြင်စစ်ကောင်ရှင်တက်သည့်ယမန်နေ့နိုဝင်ဘာလ18ရက်နေ့ညကလည်းတော်လိုက်တပ်ဖွဲ့ဝင်များတရှိနိုင်သည့်နေရာများကိုရန်တမ်း၍လက်နက်ကြီးများဖြင့်တိုက်ခတ်လက်ရှိကြောင်းတည်ရပါတယ်။ထို့ကြောင့်တော်လိုက်တဲ့စစ်ဆက်ရှိသူများ၏ဖြင့်ဂျိုတင်ရှောင်ရှားနိုင်ကြရန်စကားတီနီယာများကိုသိရှိထားနိုင်သည့်အတွက်ဂျိုတင်တတိထားကြရန်မြို့နယ်ပကဖမှအတိပေးပြောဆိုထားပါတယ်။